အားလုံးပဲမင်္ဂလာပါအမပေါ့နော်ဒီနေ့အိမ်သွားကြည့်ဖို့ရှိတယ်ပေါ့အမတို့ဒီလကုန်ဆိုလို့ရှင်လက်ရှိနေတဲ့အိမ်ရာ ပြီးသွားပြီပေါ့နော်အဲ့တော့ဒီလက်ရှိလက်အိမ်တဲ့အိမ်ကိုမအောင်ဆမ်းမချုပ်ပဲနဲ့နောက်ထပ်အိမ်လေးသွားကြည့်ဖို့ရှိတယ်ပေါ့နော်လက်ရှိနေတဲ့အိမ်ကကြတော့ငွေချင်းနေနဲ့ပေါင်းနေတာဒါပေမဲ့အမတို့ဒီရောက်တော့မော်နော်နှစ်ယောက်ထဲအေးအေးဆေးဆေးနေချင်တဲ့ကွန်ဒိုလေးမှလည်းနေချင်တယ်ပေါ့နော်အဲ့တော့အေဂျင့်ကဒီနေ့အိမ်ကွန်ဒိုမှာပေါ့အခန်း၃လေးခန်းလောက်သူပြမယ်လို့ပြောတယ်အဲစင်ကာပူဒေါ်လာ3000ဝန်းကျင်လေးနေပေါ့နော်အဲ့ဒါအမတို့ဒီနေ့သွားကြည့်ဖို့ရှိတယ်ဒီလက်ရှိမတို့နေတဲ့အိမ်ကကြတော့မတို့4300နဲ့မှ50ပေးရတယ်ဒီ room လေးကိုလည်းအမပြပေးမယ်လောလောဆယ်တော့ငွေချင်းနေနေပါလေအကုန်လုံး နေနေတော့မဟုတ်လို့မပြနေဘူးပေါ့နော်အဲမတို့ထွက်ခံနေကြလို့ရှိရင်အကုန်လုံးလဲကျင်းပြီးတဲ့ခါကြလို့ရှိရင်အမဒီဟာလေးယူတဲ့ရွန်တိုလေးလုပ်ပေးမယ်ပေါ့နော်အဲ့တော့ပါပြီးတော့ချင်းချင်းပါမယ်လိုက်ခဲ့ပါအောင်ဒါလေးကတော့ပထမဆုံးအခန်းပေါ့နော်ဒါလေးကစင်ကာပူဒေါ်လာ2800ပေါ့နည်းနည်းချုပ်လို့ရှိရင်သူ100လောက်တော့ရှော့ပေးမယ်လို့ပြောတယ်ဆိုတော့2900လောက်တော့ ကြာသွားမှာပေါ့နော်အဲအဲ့ဒါက तू ကဒီမှာ housekeeping ပါတယ် housekeeping ကတပတ်တစ်ခါလာပြီးတော့တန်ရှင်းရေးလုပ်ပေးမယ်ပေါ့အဲဖုန်းထုတ်ဆုပ်ပေးမယ်ပြီးအရက်ခင်းတွေလည်းပေးမယ်ပေါ့နော် housekeeping ပါတယ်ပြီးရင် wifi ပါမယ်ပြီးရင်ရေတွေပါတယ် electricity ကတော့မပါဘူးမီးဖို့မပါဘူးပေါ့နော်ပြီးရင် aircon servicing ကသူတို့လုပ်ပေးမယ်ပေါ့နော်အမားတို့လုပ်ဆရာမလို့ဒီစင်ကာပူမှာကအမားတို့အိမ်ကားလို့ရှိရင် aircon servicing ကို၃လတစ်ခါကိုယ်ပိုင်နဲ့ကိုယ်လုပ်ပေးရတယ်ပေါ့နော်ဒါပေမဲ့ဒီကုလို့မှာတော့ ော့သူတို့လုပ်ကိမှာအမအားလုံးလုံးဆရာမလို့ဆိုတော့ပစံတက်တာတာပေါ့နော်ပြီးရင်အဝတ်လျှော်ဆက်ကမပါဘူးအဝတ်လျှော်ဆက်ကအများတုံးတဲ့နေရာမှာကွာအချွေစည်းကွိုင်းလေးနဲ့တွားပြီးတော့လျှော်ရမယ်အချောက်ခံရမယ်ပေါ့နော်ဒီ unit ကတော်တော်လေးကျယ်တယ်သူ့မှာကအဲဒါက3လွှာပေါ့နော်ဒီကွန်ဒိုမှာက4လွှာအထိပဲရှိတာထင်းတယ်ဒီအမတို့ဒီ3လွှာမှာရေကူးကန်လည်းရှိတယ် ်အခုသူ့မှာကဒီဝရဏာလေးလည်းပါတယ်ပေါ့နော်ဝရဏာလေးလည်းတော်တော်ကျဲတယ်ဝရဏာလေးကကြတော့ဒီလူတွေရဲ့ရှောင်းလန်းဘက်မှာပေါ့နော်ဒီ furniture တွေကတော့အကုန်ပါပြီးသားပဲအေဂျင့်ပြောတာကတော့ဒီကွန်ဒိုကိုဒီကုမ္ပဏီက random လို့ပြောတယ်ပေါ့နော်တချို့ကွန်ဒိုတွေကကြတော့ပိုင်ရှင်တွေကတခန်းတခန်းစီဝယ်ပြီးတော့ပဲသူတို့ငားစားတာပေါ့နော်ဒါကတော့ကုမ္ပဏီကလုပ်တာလို့ပြောတယ်ဒါကြောင့်မလို့အမောက်ဒီ room service တွေအဲရေဘိုးတွေ ြီးရင် aircon service in ဖိုးတွေပေါ့နော်ပြီးရင် wifi တခါတည်းပါပြီးတာပေါ့ဒီမှာတစ်ခုနဲ့တစ်ခုကတော့မတူကြဘူးဒီဟိုကပေါ်လိုက်ပြီးတော့ပေါ့အိမ်ပိုင်ရှင်ပေါ်လိုက်ပြီးတော့ပေါ့နော်ဒီခန်းလေးကခုနကဝရဏရှိတဲ့ဟာနဲ့သုံးပါပေါ့နော်တလွာတဲ့ပဲဒါပေမဲ့ဒီမှာကျတော့သူကဝရဏမပါဘူးအဲဝရဏအစားကိုသူက space ပူကျဲွားတယ်ဒီခန်းလေးက2900နဲ့မှ90အဲနည်းနည်းချုပ်မယ်ဆိုရင်တော့နည်းနည်းညှိလို့ရတယ်ပေါ့နော်အဲ90တရာလောက်တော့ညှိလို့ရမယ် သူ့အနောက်မှာတော့ဖြူလေးကတော့ဒီလိုပေါ့နော်ကျမတို့ဒီကိုနိုမှာကဂျန်နက်ဆာဗစ်တွေအကုန်ပါတယ်ဒါပေမဲ့အဝိရှော်လို့မရဘူးအဝိရှော်လို့ရှင်ဘုံမှာသွားရှော်ရမယ်ပေါ့နော်အဲ့မှာလည်းသူမရှင်လေးတွေထားပေးထားတယ်အစ်တကူကလွှဲရင်တော့ဂျန်နက်အကုန်လုံးပါတယ်ပေါ့နော်အခုဒီခန်းဆိုလို့ရှင်ရင် lighting လေးတော်တော်ကောင်းတယ်ပြီးရင်ကစ်ချန်ကောင်တာလေးကလည်းတော်တော်လေးကျေတယ်ဒီ toilet တွေပါတယ်ကလည်းဘတ်တက်ပေါ့ဘတ်တက်နဲ့မဟုတ်ဘူးပေါ့အဲဘတ်တက်နဲ့မဟုတ်တာလည်းတော်တော်လေးတော့သဘောကျတယ်ခုနကဟာတော့ဘတ်တက်ပေါ့နော် အခုဒီမှာသူတော်တော်လေး lighting လေးလည်းကောင်းတယ် space လေးလည်းကျဲတယ်ဒါလေးလည်းတော်တော်သဘောကျတယ်ပေါ့နော်ပြီးတော့သူဒီခန်းတိုင်းမှာရှိတဲ့ furniture တွေကအမတို့ထုတ်လို့မရဘူးဥပမာဒီ TV ဆိုလို့ချင်းဟောင်းတယ်ပေါ့နော်မကြိုက်ဘူးဆိုလို့ချင်းမကြိုက်ဘူးဆိုလို့ချင်းဘေးနားမှာပဲထားရလိုက်ပေါ့နော်သူတို့ပြန်ပြီးမယူသွားပေးဘူး အဲအဲ့တကူတော့ရှိတယ် furniture တွေထုတ်လို့မရဘူးကိချမ်းပါဆိုရင်တော့ခုမြင်ရတဲ့အတိုင်းပဲ unit ခရီးတွေရော microwave တွေတို့တခါတည်းပေးထားပြီးသားပြီးရင်ခန်းတိုင်းမှာကုလုံးပေါ်မှန်ပါတယ်ပြီးရင်အမားတို့ကိုဒီဖက်နက်စင်ပေါ့နော်ဖက်နက်စင်ကျိုးဖက်နက်စင်လေးတို့တခါတည်းထည့်ပေးထားတယ်ပေါ့နော် တော်တော်လေးစုံတယ်တော်တော်လေးစင်ပြေတယ်ဒါကနောက်တစ်ခန်းဒီတစ်ခန်းကျတော့မြင်းကြီးထက်မှရှိရဒီတခန်းလဲဝရဏာမပါဘူးသူလဲ space ကကျဲတယ်ဒါပေမဲ့သူ့ရဲ့အခန်းပုံစံလေးကနည်းနည်းတမျိုးလေးကိချမ်းကောင်းတာလဲကြီးတယ်ကျဲတယ် ခုနလိုမျိုးပဲ facility တွေအကုန်ပါတယ်ဟိုထိတ်မှရှိတဲ့ဖျားပေါ့နော်အဲ့ဖျားကတော့ဒီဟာသူတို့ကအလ decoration တွေနဲ့ထားတာပေါ့နော်အဲ့ဒီကုန်းလုံးမှာအဲ့လိုဟာလေးတွေတော့ရှိတယ်အဲဒီဟာကတော့သူအနောက်က view ကတော့ garden view လေးပေါ့နော်ဒါပေမဲ့ technically တော့ garden တော့မဟုတ်ဘူးပေါ့သူက bedroom ကတော့နည်းနည်းလေးကျင်းတယ်ဒီတွားနဲ့ရေချိုးခန်းတို့ဘာလို့ကတော့သဘောကျတယ်ဘက်ဒရူမ်ကနည်းနည်းလေးကျင်းတာတော့တိတ်မကြိုက်ဘူးပေါ့နော်ပြီးရင် သူကဒီအခန်းထဲဝင်တဲ့အခါနည်းနည်းမှောင်နေပေါ့နော် အဲ၆လမ်းမီးတွေကမှောင်လဲအားနေမေးကြည့်လိုက်တော့အမြဲတမ်းဒီလိုမှောင်နေလားလို့မေးကြည့်လိုက်တော့ပေါ့နော်သူကဟုတ်တယ်တဲ့ညဘက်အဲ၆နာရီ9နာရီလောက်မှာအော်တိုမီးလင်းတာဆိုတော့ပေါ့နော်ကိုအခန်းကိုလာတဲ့နေရာကြီးကမှောင်နေတာကြီးကတော့အဆင်မပြေဘူးပေါ့နော်အားအကြောင်မလို့တိတ်တော့မကြိုက်ဘူးသူမားတို့ကိုဒီမြင်းကြီးထက်မှာနှကန်းပြရတယ်နှကန်းစလုံးဝဝင်နိုင်နေရာမှောင်တဲ့အတွက်ကိုမကြိုက်ဘူးဈေးနှုန်းလေးတွေကတော့2600 2900ပေါ့နော်ဈေးနှုန်းလေးကနည်းနည်းတသားတယ်ရေကူးကန်ကခုန3လောက်မှာပါမယ်ဒီဂျင်ကတော့အမားတို့မြင်းကြီးထက်မှာပါမယ်သူမားတို့နောက်ဆုံးတစ်ခါ န်းပြသေးတယ်ပေါ့နော်အဲ့အခန်းအမြင့်ကြီးထက်မှာပဲသူကဂါရန်လေးပါတယ်ပြီးရင်သူပြောတာဒီကွန်ဒိုမှာအဲ့အခန်းကအကျယ်ဆုံးလို့ပြောတယ် အဲအမတို့တော်တော်လေးသဘောကျတယ်ဒါပေမဲ့ဗီဒီယိုမြိုက်ခဲ့ရအောင်ဘာဖြစ်လို့လဲဆိုတော့လက်ရှိသူတို့နေနေတဲ့လူတွေပေါ့နော်အိမ်ကားတွေရှိရဲဆိုတဲ့အတွက်ကိုမြိုက်ခဲ့ရအောင်အခုမှအဲ့အိမ်ခန်းလေးကိုယူဖို့အတွက်ညှိနေတယ်ပေါ့နော်အခုဒီကွန်ဒိုမှာအားလုံးနဲ့တည်ထားမိမယ်ထင်တယ်ဖရားရုပ်ထုတွေပေါ့နော်အဲ့ဒါတွေကသူတို့က decoration အနေနဲ့ထားထားတာပေါ့နော်သူကဒီပြောတယ်ဒီကွန်ဒိုပိုင်ရှင်ရတဲ့အဲ့ရှီဟောင်းရောင်းဝယ်လုပ်တာပေါ့နော်အခုတော့ခဏနာရတယ်ဆိုလာပဲအဲ့ဒါကြောင့်မလို့သူကသူ့ရဲ့ကွန်ဒိုမှာပေါ့ဒါလေးတွေအလှအပြည့်ထားတာလို့ပြောတယ်ပေါ့နော်အမတို့လည်းအဲ့လိုမြင်ရတာတော့ ိတ်တော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့လည်းပဲသူဈေးနှုန်းနဲ့ပြီးရင်ကိုယ်ဒီအလုံးနေရာနဲ့နေရာနဲ့ဆိုတော့ပေါ့နော်တော်တော်လေးသဘောကျတော့ဒီကွန်ဒိုကအခန်းလေးတစ်ခန်းပဲယူဖြစ်မယ်ပေါ့နော် အော်အမတို့ဒီကွန်ဒိုမှာလေးပထမဆုံးမတိုင်ခင်ကြီးခဲ့တဲ့ခန်းတစ်ခန်းရှိတယ်။အဲ့တခြားကွန်ဒိုမှာပေါ့နော်တခြားအေဂျင့်အေဂျင့်ကပြတဲ့ခန်းလေးကိုအမပြပေးမယ်။သူ့ဗီဒီယိုလေးကတော့ဒေါင်းလိုက်ကလေးဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါသူပို့ပေးတဲ့ဗီဒီယိုပေါ့နော်အမတို့ဗီဒီယိုရိုက်မယ်လို့ပြောတော့သူ့မှာဗီဒီယိုရှိရပို့ပေးလိုက်မယ်ဆိုတော့သူ့ဗီဒီယိုလေးပဲအခုပြလိုက်တယ်ပေါ့နော်။ဒါလေးကတော့အမတို့ပထမဆုံးကြည့်တဲ့ခန်းပေါ့နော်။ဒါကဒေါ်လာ3000ပေါ့။သူက one bedroom အပြင်ကို study room မှာ study room ဆိုတာ room တော့မဟုတ်ဘူးခုနအဲဝင်သားအခန်းလေးကအခန်းအခုံလေးနဲ့ထိုင်ခုံလေးနဲ့သူက study room လို့ပြောတာပေါ့နော်ပြီးတော့ toilet တစ်ခုပါမယ်အဲ့ toilet ကအမတို့ kitchen အနေနဲ့ဝင်လို့ရတယ်လို့အမတို့ master bedroom ကအနေနဲ့ဝင်လို့ရတယ်ပေါ့နော်တကားနဲ့ပေါင်းတဲ့သူဒီမှာ master bedroom ကိုရောက်တဲ့အချိန်မှာ spacious ဖြစ်တယ်လို့ပြောပေးမယ်တော်တော်လေးကျင်းတယ်ပေါ့နော် spacious မဖြစ်ပါဘူးအမတို့မကြိုက်ဘူးอืมဒီ ခန်းကရှစ်လွာမှာ ရှိတာကွန်ဒိုပေါ့နော်အဲ့ကွန်ဒိုဝင်ရတဲ့ဟာကလည်းတော်တော်လေးကြောင်ပြောက်တယ်ပေါ့နော်ဘယ်လိုဝင်လို့ဝင်ရမှန်းမသိဘူးတမျိုးကြီးပဲပေါ့ဝင်ပေါက်ကအစားဆိုတော့တိတ်တော့မကြိုက်ဘူးဝရဏလေးတော့ပါတယ်ဒီဝရဏလေးကလည်းမစိုးပေါ့နော်ဒီအရာအမတို့နောက်ဖွင့်ကြည့်လိုက်တော့အမအမတို့ဓာတ်စီရောင်းနေဆိုင်ရှိတယ်တက်စီအောင်နဲ့ဆိုင်ကြီးရဲ့ဆိုတော့မစိုးဘုံတော့ view လေးလည်းကောင်းတယ်လို့ခံစားရတယ်။ဒါပေမဲ့ကျင်းတော့ကျင်းတယ်လို့ခံစားရတယ်။တိတ်ပြီးတော့မကြိုက်ဘူး။ပြီးရင်မမတို့ဒီ ကွန်ဒိုလာတဲ့အချိန်မှာအဖြူကောင်လေးပေါ့နော်ဒါမှမဟုတ်လည်းအဲ့လိုမျိုးအင်္ဂလိပ်စကားပြောတာတော့ရုရှားအိုင်လာမသိတွေ့တယ်အဲ့လိုမျိုးပုံစံတွေကိုတော့အမားတော့တိတ်မကြိုက်ဘူးပေါ့နော်ကြည်ရတယ်အဲ့လိုမျိုး foreign night တော့မြန်နေတဲ့ပုံပဲအဲ့တော့အမားတို့အဲ့တန်းတန်းရှိတဲ့အခန်းလေးပေါ့နော်အဲ့ဒါလေးကိုတော့လောလောဆယ်ဈေးညီနေတဲ့ site နေတယ်ပေါ့နော်အားလေးရရင်တော့တော်တော်လေးသဘောကျတယ်ပေါ့ကျဲလေးကျဲလေးဆိုတော့ garden လေးလက်ပါတယ်ဆိုတော့ပေါ့နော်ရမ်းကြိုက်တယ်ဒီပြီးတော့ဒီ single မှာအိမ်ကားလို့ရှိရင် facility တွေကခုနအမပြောသလိုပဲ landlord အပေါ်မှာမူတည်တယ်။နောက်ပြီးတော့အမတို့တစ်နှစ်ချုပ်တာရှိရယ်နှစ်နှစ်ချုပ်တာရှိတယ်။ HDB ဆိုရင်တော့နှစ်နှစ်ချုပ်ခါရယ်ပေါ့နော်။ဒါပေမဲ့နည်းနည်းမူတည်တယ်ပေါ့ landlord အပေါ်မှာလည်းအခုကင်းအမတို့ condo ကတော့တစ်နှစ်ချုပ်လို့ရတယ်နှစ်နှစ်ချုပ်လို့ရတယ်။တကယ်လို့တစ်နှစ်ချုပ်မယ်ဆိုလို့ရှိရင်တော့အမတို့ security deposit တစ်လစာပေါ့။အမတို့ဆိုရင်စည်ရန်ပေါ့။စည်ရန်တစ်လစာပေးရမယ်။ပြီးရင်ပထမလစာပေးရမယ်။အလုံးပေါင်းနှစ်လစာပေါ့။ ထမအုပ်ဆုံးလာမှာပေးရမယ်တကယ်လို့နည်းနည်းချုပ်လို့ရှိရင် security deposit ကို2လစာပေးရမယ်ပထမစာ2လစာ3လစာပေးရမယ်ဆိုတော့3လစာပေးရမယ်ပေါ့နော်ပထမ class မှာရမယ်အဲအဲ့လိုမျိုးလေးတော့ရှိတယ်ဒီ Wi-Fi နဲ့ Aircon Service တို့က HDB တွေပါနေဆိုရင်တော့ကိုယ့်အကူလောက်ကတာများတယ်။ Aircon Aircon Service က3လတခါလောက်ကတယ်။ Wi-Fi ကကိုယ့် provider ကိုဆက်သွယ်ပြီးတော့ကိုယ်လောက်ပါတယ်ပေါ့နော်။အဲ့ဒါကြီးရှိတယ်။ပြီးရင်ရေဘိုးကလည်းပေးရတယ်။မိဘိုးကတော့မိဘိုးကတော့အမြဲတမ်းပေးရတယ်ပေါ့နော်။အဲ့ဒါကြီးရှိတယ်။ပြန်ဒီမှာတော့ HDB မှာတော့အဲမီးဖို့ပေါ်လိုက်ပြီးတော့ပေါ့ gas တွေပါရှိတယ်။အမတို့ကတော့ induction နဲ့ပဲချက်ကမယ်လို့ပြောတယ်ပေါ့နော်။အဲ့ဒါရှိတယ်။ပြီးရင် facility အနေနဲ့ကလည်း တချို့တွေကတဝက်တစ်ပြက်ရှိတယ်တချို့ကြတော့ fully furnished ရှိတယ်တချို့ကြတော့လုံးဝမပေးတာရှိတယ်ပေါ့နော်ဒါလည်းလမ်းလောက်ပေါ်မှာမူတည်တယ်ဈေးနှုန်းလေးတွေကငယ်ငယ်ကွာဝမယ်ပေါ့နော်ဒါပေမဲ့အမဒါပေမဲ့အမ recommend ပေးချင်တာကတော့ကိုကအိမ်ရှာမယ်ဆိုလို့ရှိရင်တော့ facility အပြည့်အစုံပေးတဲ့အိမ်ယူရှာတာအကောင်းဆုံးပဲနောက်မို့ဆိုလို့ရှိရင်ဒီအိမ်မှာ facility မပေးလို့ကိုကဝယ်လာရင် နောက်အိမ်ချိုင်းရှိလို့ရှိရင်အခုလိုမြင်တဲ့အတိုင်းပဲအခန်းလေးတွေကသူ့ facility နဲ့သူပြည့်နေအောင်မအောင်ထားကြညာလည်းမရှိဘူးရုပ်ဆိုးတယ်ပေါ့နော်ဒါကြောင့်မလို့ကိုအိမ်ငါလို့ရှိရင် facility အပြည့်အစုံပါတဲ့အိမ်လေးငါ တာကပို့ပြီးတော့အဆင်ပြေတယ်ဆိုအဆင်ပြေတာပေါ့နော်အဲ့ဒါကိုပဲအမှရခွန်မန်လုပ်ပါတယ် okay အဆလုံးစံတော်တော်လေးပြည့်စုံသွားပြီလို့ထင်ပါတယ်အမအမအခုအိမ်တကလေးပေါ့နော်အားလေးရလို့ရှင်လဲမှာတို့ထိုးလေးလို့ပို့တဲ့စီစဉ်ရှိပါတယ်အားလေးလည်းစောင့်ကြည့်ပေးပါဦး ပြီးတော့ဒီပြလာတဲ့အခန်းလေးမှာပေါ့နော်ဘယ်ခန်းလေးကြီးခြိုက်ဆုံးလဲဆိုတဲ့တစ်ချက်ပြောပြခဲ့ပါအောင်။အမကတော့ဒီပေါ့နော်ဝရဏခန်းလေးလည်းခြိုက်တော့ခြိုက်တယ်။ဒါပေမဲ့ဝရဏခန်းလေးနဲ့နှိမ့်နှိမ့်ချင်းလို့ခံစားရတယ်ပေါ့နော်။တကယ်လို့အမခြိုက်တဲ့ဒီဂါရန်ကအခန်းလေးမရလို့ရှိရင်တော့ဒီဒုတိယအခန်းပေါ့နော်ဝရဏမပါဘူး။သုံးတော့မှာပဲဒုတိယအခန်းလေးအဲ့ခန်းလေးဈေးနှုန်းလေးနဲ့တင်တင်နေဆိုအဲ့ခန်းလေးတော့ခြိုက်တယ်။ Okay အားလုံးကျွန်တော်ဆုံးတကြည့်ပေးတဲ့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းကြည့်ပေးပါမယ်။အားလုံးပဲဖိုင်ပါ